ကင်တို့ခီးသွားမိနိုင်ငံသားတွေကိုတရုတ်အာဏာပိုင်တွေကသတိပေးချက်များထုတ်ပြင်အမေရိကန်ကိုခီးသွားမဲ့တရုတ်နိုင်ငံသားတွေအနေနဲ့ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကိုကြိုတင်ကူးတိုက်ဆိုင်အကဲဖြတ်လေ့လာကြဖို့တရုတ်နိုင်ငံရင်းချင်းမှုနဲ့ခီးသွားလာရေးဝန်ကြီးဌာနက AP 9ရက်မှာသတိပေးချက်ထုတ်ပြန်လိုက်တာကို APC သတင်းမှရေးသားထားပါတယ်တရုတ်အမေရိကန်ကုန်သွယ်ရေးဆက်ဆံရေးရုံယွင်းလာချိန်မှာလုံခြုံရေးပြဿနာတွေကိုထည့်သွင်းစဉ်းစားကြဖို့ဒီသတိပေးချက်မှာဖော်ပြထားပါတယ် အမေရိကန်မှာပညာသင်မဲ့ကျောင်းသားကျောင်းသူတွေကလည်းဖြစ်ပေါ်လာနိုင်တဲ့အမေရိကန်ဗီဇာပြဿနာတွေကိုကြိုတင်သတိထားကြဖို့တရုတ်ပညာရေးဝန်ကြီးဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။နှစ်နိုင်ငံကုန်တွယ်ရေးပဋိပက္ခတွေကြီးထွားလာနေချိန်မှာအမေရိကန်ကိုခီးသွားတာရှောင်ကျဉ်ကြဖို့လဲတရုတ်အစိုးရအာဏာပိုင်တွေကအကြံပေးတိုက်တွန်းထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။